ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဇာဟိဆရာဆရာတင့်လူဤအိုဘဲအစိမ့်တို့မြေဆိုတဲ့ဝတ္ထုစာအုပ်ကို အပိုင်း၁၁နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ အပိုင်း၁၁ကိုဖတ်ပြမတင်ဆက်မီပေါ့လေအဲကျွန်တော်အခုနားဆင်သူများအားလုံးကိုတောင်းပန်ပါရစေပေါ့နော် အပိုင်း၁၀နဲ့၁၁ကြားမှာကျွန်တော် တလနီးပါးလောက်ကိုကြာသွားတယ်ပေါ့နော်အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်ဘက်ကလည်းအ ဖတ်မပေးနိုင်ဖြစ်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီအပိုင်းတစ်ဆင့်နဲ့စတင်မှာအချိန်တော်တော်လေးကိုကြာသွားတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာအပိုင်းစတင်ကိုကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာဤမသုံးရလုံးလုံးကာယနဲ့စိတ်ဒုက္ခတွေဤစိတ်အောင်ခံစားရတဲ့ဒီခေတ်နောက်ဆုံးမှာတော့မြန်မာပြည်အလဲပိုင်းဒေသဆိုတာကိုနောက်ဆုံးရန်တောင်တန်းတစ်ခုပေါ်ကနေလှမ်းမြင်ရတော့တယ် ရဲနေအောင်ပူတဲ့နေအောင်အောက်မှာဓမြော်တခေါ်ကြီးရှိနေတဲ့မြေပြန့်လွင်ပြင်ကြီးပဲကြီးလိုက်ကျယ်လိုက်ပုံများကိုကိုကိုအင်မတန်သေးနှုတ်တဲ့ပျော့စိတ်ကလေးတစ်ကောင်လိုခံစားလိုက်ရတယ်တသလုံးတစ်ခါမှမခံစားဘူးတဲ့အပူနဲ့ခြောက်တဲ့မှုကိုပထမဆုံးအချိန်မြည်ဆန်းခွင့်ရတယ်မှိုင်းနေတဲ့မြူရဲကြမှာမြင်မင်းအေယာဝရီကအေယာမမွေနကားကြီးလိုကောက်ကောက်ကွေ့ကွေ့စီးဆင်းလို့တတော်မရှိရန်ယိုမရဲ့စိမ့်လွင်မှုမရှိဘူး ကြည်လျာရွှေရောင်ဝင်းတဲ့ဇီရီတွေနဲ့ပြည့်လို့စဘာကင်းတွေကလည်းမှဲ့ဝင်းလို့ရိတ်သိမ်းဖို့အဆင်တင်မှဲ့နေတဲ့စဘာနန်းကနှခေါင်းဝမှာတင်းလို့ဒီမြင်ကွင်းဒီအလှတွေနဲ့သူရင်ကိုရင် အပြိုင်ဆိုင်ရှိနေကြတဲ့အေယာမဆိုင်ဘုတ်ကြီးတွေမှာတော့ဆိုရှယ်လစ်ခေပြောင်းဒေါ်လန်ကြီးအောင်ရမည်အသက်သွေးချွေးစရေကဲ့သည့်တို့တက်မတော့ဆိုရက်အစိုးရဝါရပြန့်စာသားကြီးတွေကိုမထိတ်တာမလန့်တာပြူပြဲနေအောင်တွေးလိုက်ရတယ် လန့်လိုက်တာကလူကလူဒီလိုနဲ့စားတဲ့တွေ့ခဲ့မှုတဲ့ဗကန်ခေတောင်ငူခေအင်းဝခေဂုံမောင်မန္တလေးခေဆိုတာတွေကို ပြန်တွေးကြည့်မိတယ်အနော်တာမင်းမြတ်လူလမသားကျန်စင်သားအောင်နိုင်သူဘရင်တော်မင်းဒရာနဲ့အလောင်းဖရာမန္တလေးမြို့ဒီမင်းဒရာကြီးမင်းတော်ဒီဘောနဲ့သူချင်းရာစုဖရာလက်ခုသူတို့တီးခဲ့တဲ့တိုက်ခဲ့တဲ့သွေးမြေကြခဲ့တဲ့နေရာကို ရောက်လာပါဖို့လားလို့တွေးရင်ကြက်သီးထမိတယ် ။ကယံဗရောင်နဲ့ကရင်ဟာမြို့ရိုးစင်ဆက်ဗမာနဲ့ရန်သူတော်တွေဆိုပေမဲ့အတိတ်ရဲ့အရေးတွေနဲ့ခံနာစေအင်းချင်းကြအောင်ယရနာဘုံကိုမြင်တော့ကြက်တိမထားပဲမနေနိုင်ပါဘူးလေ။ကားပေါ်မှာတရုတ်ကုံတွေရှမ်းလက်ဖက်ချောက်ကုံတွေအစိုးရဝန်ထမ်းတွေအရာရှိတွေပါလာတယ်။ဒီအုပ်စုတွေဟာဒဇုနဲ့ဒဇုမယုံသင်္ကာမျက်လုံးတွေနဲ့ခတ်မစိတ်အကဲခတ်လာကြတယ်။ဒါစီနာရောက်တော့ ခရီးသည်တယောက်ကအပြင်ဘက်တနေရာကိုလက်ညှို့ထိုးပြတယ်။ကြည့်လိုက်တော့ထောင်နိုင်ရန်ကြီးကိုတွေ့ပါလေရော။ပြစ်မှုကြွေးကိုချွေးဖြင့်ဆက်မိတယ်။ဇာရန်ကြီးရေးထားတယ်။ကဘော်ကတယောက်ကမဲ့ရွယ်ပြီးတချို့ကတော့ငွေနဲ့ဆက်တာပါကွာ။အဲ့ဒီလိုပြောလိုက်လို့ရဲတန်းတွေတကားလုံးဖုံးသွားတယ်။ခဏနေတော့တန်ချေချင်းတန်လန်းနဲ့အကျဉ်းသားတွေထွက်လာတာတွေ့လိုက်ရလို့တကားလုံးတိတ်သွားတယ်။စိတ်ထဲသရိုးသေးကြီးဖြစ်လာလို့ အမေထည့်ပေးလိုက်တဲ့ခေါင်းရည်ကိုတမော့နမော့သုံးမော့အထက်ထက်အခါခါမော့လိုက်တဲ့အခါမှာတော့ဂျမ်းမာပဂရိချမ်းသာအတိဖြစ်သွားတော့တယ်။အမောင်တို့ကပလာခြုံလွမ်းစမှာမန္တလေးဝင်တယ်။ခရီးသည်တွေလှုပ်လှုပ်ရွရွရွဖြစ်လာတယ်။သူတို့ပစ္စည်းတွေကိုစစ်ကြတယ်။ရောက်ဖို့အဝေးကြီးလိုသေးတာကိုဘာလို့ဝိရိယကောင်းနေကြလဲမတွေးရဘူး။တယောက်နဲ့တယောက်လေတံလေးတွေနဲ့တို့တို့ပြောနေကြတယ်။ ရုပ်မတွေကလည်းလက်ဝတ်လက်စားတွေကိုအတွင်းကံတွေထဲထိုးထည့်နေကြတယ်။မြို့အဝင်လက်ရောက်ရောက်အဖြေပေါ်တာပါပဲလေ။မန္တလေးမှရိုးစိုးပါဤဆိုတဲ့ဆိုင်မိုကြီးနာကစစ်စေးရေးကိတ်မှကားကိုရဲကတားတယ်။ကားပေါ်တက်လာပြီးခီးတွေအကုန်ဆင်း။အဲဒီလိုမျက်နှာစိုးကြီးနဲ့ပြောတယ်။အောက်မှာတနတ်တကားကားနဲ့ရဲတွေကခီးတွေကိုမှတ်ပုံတင်စစ်တယ်။အိတ်တွေကိုရှာတယ်။တရုတ်ဟင်းကပ်အမွေကြိုင်တွေငချောက်အိတ်တွေကိုတွေ့တော့ ိုင်းရှင်ပဲသူလဲအဲ့ဒီလိုမေးတယ်ဘယ်သူမှ မပြောရဲဘူးဒါတွေဟာတိုင်းပြည်စီးပွားရေးကိုထိခိုက်စေတဲ့ဂုံတွေဆိုပဲလေဘာပြောကောင်းမလဲအကုန်မချသွားတယ်ပြည်သားနဲ့ချက်ချင်းပြန်ရောက်မယ်ဆိုတာသိကြတယ်လေအခုလောက်ဆိုရက်စကန်ဝမှာရစ်စီကောက်မဲ့လူတွေရောက်နေလောက်ပြီခီးတွေတွေက မကြတကြချိန်ဆဲကြတယ်သေချင်းစိုးနဲ့သေပါစေမနှိအမြန်မသာပေါ်ကြပါစေဓမင်းစားတော့ငါယူစုသေးပါစေနောက်ဘဝခွေပြေပြေ ငါချီစားရပါစေဒီချိန်သေးတံတွေကြတော့အဖို့ကိုတရိပ်ရတယ်လူတို့ရဲ့အစိုးရဘောချစ်ခင်မှုက အဖို့ထက်မရော့ပါကလားနော်ကျွန်တော်လည်းနာရီဝက်လောက်အမေးအမြန်းခံရတယ်အเจ้าကတော့တံပိုးရှိတဲ့ဗာပစ္စည်းမှဗမလာမှုနဲ့ကျောင်းသားရုပ်မပေါ့မှုတယ်ကျောင်းသားဆိုတာစတိုင်ကြကြဝေပြီးအပေါင်းဖော်ထွေတဲ့တင်းနဲ့တယုံယုံခရီးသွားရမယ်ဆိုပဲကျန်းစာတင်ကျောင်းမှာတော့ခရီးသွားတိုင်းမိမတွေရန်ကလွတ်အောင်ရိုးရိုးကုတ်ကုတ်ဝစ်လို့တင်ထားရတယ် ိုတော့အနှုတ်ဆုတ်ဂုတ်ဆုတ်ဦးကြောင်ကြားတကိုယ်တော်တောင်ပေါ်သားတိုင်းရင်သားကျွန်တော်ခမညာရဲမျက်လုံးထဲမှာတန်တရာဖြစ်လောက်အောင်ဝင်ဝင်ထင်းထင်းကြီးဖြစ်နေရှာတော့တာပေါ့ခမညာဖီရင်ကြွထီရင်ချအာမတန်တော့မန်ကိုလျှော်မြက်မွေးထော်လို့မော်မကြည့်နဲ့နမ်းမြို့တော်ရရချင်းကစောင်းနဲ့ထွန်းခံရတာပါပဲ။ကာဝင်တစ်ခုလုံးညင်လဲတွေ၊သုံးဘိန်တွေ၊စိုက်ကားတွေ ခရီးသည်လူရင်းစမန်ခုတ်ရံဖြစ်တံတွေအနူတွေဒရောင်းစားတွေကပိုင်နိုင်တွေနဲ့ပြည်နေတယ်ဒိတ်စိတ်ငိမ်သက်တဲ့တောင်ပေါ်မြို့နယ်စုရွာကလေးကဗရောင်တယောက်ဟာမန္တလေးရောက်တဲ့ဆိုရင်ပဲဒီလောက်ငရဲပွက်သလိုဆူညံနေတဲ့လူအုပ်ကြီးမျိုးတခါမှမမြင်ဘူးတဲ့အတွက်ဘာလို့လို့ဘာလို့ရမှန်းမသိခြေမကင်မိလက်မကင်မိဖြစ်နေတော့တယ်အဲ့ဒီအချိန်လူတယောက်ကမပြောညာမပြောနဲ့ ျွန်တော်အိတ်တွေကောက်သေးသွားတယ်သူ့နောက်ကိုအတင်းလိုက်နေတဲ့ကျွန်တော်ကိုတခြားလူတွေကဝိုင်းဆွဲကြတယ်မောင်မဲနေတဲ့လမ်းတော်မှာသူ့မြင်းလဲကရက်ထားတာကိုမြင်းလဲပေါ်မှာလူနှစ်ယောက်စကားတူတူပြောနေကြတယ်မောင်လိုက်တာကလည်းမဲလို့ဘာလမ်းမိမှမရှိဘူးလမ်းမိရှိလဲကြာကြာမခံဘူးလေလေးခွားနဲ့ပြစ်ခွဲခဲ့ကြတယ်ကျွန်တော်လည်းဖာသာလဖုံးချောင်းကိုပို့ပေးဖို့ပြောလိုက်တယ်ဖာသာလဖုံးချောင်းကိုမန္တလေးမှာလူတိုင်းသိတယ်လို့ဆိုခဲ့ကြပေမဲ့မြင်းလဲဆရာတွေဟာ တနေရာကို3-4ကြော့လောက်ပတ်သွားပြီးကျွန်တော်ကိုညာဝါဖြီးဖြန်းနှက်ချဖို့လှဲ့မောင်းနေတယ်။ဤတော့မမမဆိုင်တဲ့မက်ဒရစ်ဖျားချောင်းရှိမှရက်ပေးတယ်။လက်ဖုံချောင်းကြီးကိုလှမ်းမြင်နေရပြီးအဲ့ဒါကြီးကိုလှဲ့နေတာတိလျက်သားနဲ့ကြောက်လွန်းလို့ကျွန်တော်ဘာသာမှမထွက်နိုင်ခဲ့ဘူး။ဈေးစကားဆိုကြတော့ပုံမှန်ဈေးထက်ဆယ်ဇလောက်ပိုတောင်းပါလေရော။မပေးနိုင်ဘူးညင်းတော့ကျွန်တော်ကိုဝိုင်းထားကြတယ်။ပေးလိုက်တော့ခွေပြုံပြုံးကြတယ်။အသက်ခိုက်အောင်ဒေါသထွက်ပေမဲ့ ကျေးဇူးတင်စကားဆိုရသေးတယ်။မြင်းလဲနံပါတ်တော့မှတ်ဖြစ်အောင်မှတ်ထားလိုက်တယ်။အခါသင့်အခွင့်သာလို့ကတော့သေဖို့သာပြင်ပေါ့လေ။မန္တလေးရောက်ဗရောင်တယောက်ရဲ့အဖြစ်ဟာအဲ့ဒါလို့စခဲ့တယ်။အထုပ်ဘိုးတွေဒနင်းတဘိုးနဲ့လက်ဖုံးချောင်းကိုမေးမြန်းရင်းရောက်သွားခဲ့တယ်။အဲ့ဒီမှာရှိတဲ့တက္ကသိုလ်ကျောင်းဆောင်မှာနေရမယ်ဆိုတာကိုဗျာ။မန္တလေးမြတ်စွာဘုရားကိုရောတိုင်းပြရိတ်ပြတော်မူခဲ့တဲ့နေရာလို့အသေးသေးစွဲနေအောင်ယုံမှတ်တဲ့မင်းတို့ဘယင်ဟာ ကုတ်ရာစုနှစ်မှာမန္တလေးကိုတီးခဲ့တယ်တကယ်တော့လည်းမင်းနေပြီးတော့ဆိုတာမင်းဆက်တစ်ဆက်ပြောင်းတိုင်းတစ်ခါပြောင်းတဲ့အမျိုးပဲမင်းတို့မင်းဟာမြန်မာဗုဒ္ဓဘာသာရောင်းဝါနေသို့လင်းစေဖို့အရေးမန္တလေးရွှေမြို့တော်ကြီးကိုဗုဒ္ဓခေတ်မတန်ခင်ဗြမဏနီးတွေပါတုံးပြီးတည်ခဲ့တယ်မြို့ရဲ့အရှိမြောက်ဘက်မှာရှိတဲ့မန္တလေးတောင်ပေါ်ကကြည့်ရင်ဗုဒ္ဓဘာသာတို့ရဲ့ဂျေရုဆလင်လို့ပြောတဲ့မန္တလေးရဲ့အလှဟာတကယ်ကိုရင်သက်ရှင်မောပါပဲ ဇီရီပထိုးနဲ့ဘုံကြီးကျောင်းတွေပြည်နေတဲ့ဒီတောင်ဟာအနေနဲ့ရရကဖရာဘူးတွေကိုအသက်ကလေးရတဲ့ရှည်စီလိုမန်တောင်ရိတ်ခိုးဆိုတဲ့အေးမြမှုကိုပေးနိုင်တာအမှန်ပဲလေကျွန်တော်ရဲ့မန္တလေးနှစ်ကာလများတွင်အင်္ဂိုလွန်တိုင်းမန္တလေးတောင်ကိုတယောက်ထက်တက်မိုင်300ကျော်ဟိုးအဝေးကဇာတိရက်ရွာကိုငေးရင်အချိန်ကုန်ခဲ့ရတယ်တောင်တဲ့ဇင်ဂျန်လန်းတလျှောက်ဘေရင်ဆရာတွေလက္ခဏာဆရာတွေစိတ်မင်းကြောင်ထိုးသူတွေပန်းတွေတွေနှင့်ပြည်နေတယ် အတွေ့တွေကလည်းတင်းကျမ်းပဲတရားလာထိုင်တဲ့တက်ကြီးရွယ်အိုတွေလည်းအများကြီးပေါ့။စာရေးဆရာ၊ဗကြီးဆရာတွေဇန်လာယူကြတဲ့ဗမာရင်ကျေးမှုဗဟိုချမ်းမနေရာကြီးတစ်ခုပါပဲ။ဒီမိုကရေစီခေတ်ခေါင်းဆောင်အဆက်ဆက်အောင်မြင်လာနေတဲ့နေရာလည်းဖြစ်တဲ့။အရှိဗမာရန်တောင်တန်းများအနောက်ဘက်မှာမဟာအေယာဝရီအောက်တက်တဲ့မှာတော့နန်းတော်ဟောင်းရဲ့အိုယိုနီနီမြင်ကွင်းတွေရောင်စုံသွေးစုံနန်းတော်ဟောင်းလက်လား။ ။အိုယုတ်တွင်မာတော့မူလလက်ဟောင်းနန်းတော်ရာကိုမူလတောင်ယူစီရမရှိတော့ပါဘူး။ဒုတိယကမ္ဘာစစ်တုန်းကနန်းတော်ကိုဂျပန်စစ်ဌာနချုပ်လုပ်ခဲ့တဲ့အတွက်ပြည်သူ့ရပြန်ဝင်လာချိန်မှာအဆောက်အအုံအလုံးမိတိုက်ခံခဲ့ရတယ်။မိကျွမ်းနန်းတော်မြေနှင့်ရေမော်ဒိုက်ဖက်တွေပြည်နေတဲ့ကျုံရီဟာဗမာဇာတိမန်အညိုဆုံးအသေးသိန်းဆုံးအချိန်ကာလများပေါ်အခုအခြေချနေတဲ့စစ်တမအပနန်းတော်တွင်ကျဆားသူများကတော့လင်းတို့တွေပါပဲ။ နေကြပြီဆိုတာနဲ့တက်ထောင်တာဘုရုချီပြီးနမ်မြိုယောဂျောင်းကလောင်တဲကနေပြန်ထွက်လာကြတယ်ခုတော့လဲအထီးကျန်ပိတ်စိတ်ငြိမ်သက်လို့ပါပဲခေတ္တမန္တလေးရဲ့တခုတည်းသောအလှတရားကတော့မန္တလေးဆိုရက်နာမည်ပဲလို့ထင်တယ်။အုတ်ကြီးကျော်အေးမန္တလေးအောင်ကျော်ချမ်းအေးမန္တလေးအင်းချင်းကြအောင်ရတနာပုံနဲ့လေ။အဲ့ဒီနာမည်လှလှနဲ့ဒီမြို့မှာကျွန်တော်အခါမလက်ခံစားလာရတာကတော့ မေယာအနှံ့ကနေခန္ဓာကိုယ်ရဲ့ကိုစိတ်ဝင်လာတဲ့အပူဓာတ်ပါပဲသူချီတာလောစားနေပါဖရာဆိုတာလောအပူချီတတ်တတ်မဟုတ်ဘူးညစ်ပတ်နန်စော်တဲ့အနှံ့အမျိုးမျိုးကိုပါသေလာသေးတယ်မေယာဒီဆို အမြဲ40ဒီဂရီ စင်တီဂရိတ်ကျော်အောင်ပူလွင်းလှတဲ့ဒီဒေသဟာဆောင်းရွေဆိုရင်အယိုးကွဲမတတ်ဣဒတ်သေးတယ်လက်ဆက်တဲ့ဒေါင်ဘော်လီနဲ့တမမျှတာတဲ့ရာသီဥတုရှိတဲ့နေရာကလာတဲ့ကျွန်တော်အဖို့အင်မတန်ခံရခက်တာပေါ့ ။ဒါကြောင့်လဲတောင်ပေါ်သားတွေမြေပြန့်ဆင်းလာရင်သိပ်မခံဘူး။ဒေခမူနာကြတယ်လို့ကြားဘူးကြတာပေါ့။အပူရန်ရဲ့အိမ်လွမ်းနာရဲ့နောက်မှာထတ်တိုးနှိပ်စက်တဲ့ရန်သူတော်ကြီးတမျိုးကချင်ပဲ။ချင်မရှိတဲ့အရက်ကတောင်ပေါ်သားလေးကို ရန်တတရုပြုတ်ဖို့အရေးချင်တို့အဖို့အလွန်ကိုလွယ်လွင်းနေတယ်။ညဘက်ဆိုချင်တော်နဲ့မနေလို့ကတော့ချင်းကြိုက်တာနဲ့အသက်ထွက်လောက်တယ်အဆောင်သားတွေဟာချင်းပြေအောင်ဆေးလေးတွေတွန့်ဖွာကြပေမဲ့ ရှင်မပြေပဲစိတ်လေးငွေ့ဝင်ပြီးချောင်းဆိုးတာအဖတ်တင်တယ်။ကျွန်တော်ကအတင်းခါကြည့်ရင်လက်ခနဲ့ပြေးဝင်ဒါတော့အထက်မှာအမြဲ၃လေးကောင်ရှိတတ်သေးတယ်။မနှက်ဆိုသွေးဝါပြီးမလုံနိုင်ကြတော့ဘူး။ရေအမြဲငတ်နေတာကလည်းမန္တလေးရဲ့ထူးခြားမှုတစ်ခုပဲ။ဒါကြောင့်အရေးကောင်းတဲ့တစ်ပင်ရိပ်အောက်တိုင်းမှာတောက်ရေအိုးနဲ့အုံမုတ်ခွက်ကလေးတွေရှိတတ်တယ်။တင်ញံကုန်းမာတောင်ရှိတယ်။ဗမာတို့ရဲ့ရေကုသူပါပဲ။ကျွန်တော်ဖို့ကတော့ ရေအမြဲငတ်ယုံမကဘိုက်ကလည်းအမြဲစားတဗျာပထမစစားခြင်းမှာတော့မြေပြန့်ကအစားစားတွေကိုအနံ့တောင်မခံနိုင်ဘူးငပိတို့ငံပြရီတို့ဆိုတာအနံ့ကဆိုးလွန်းတယ်ဒါပေမဲ့စားလွန်းမကစားတော့လဲဒေတိယအစားတောက်တွေကိုစားနိုင်သွားတာပါပဲဒါပေမဲ့နေတိုင်းဝယ်မစားနိုင်ပါဘူးကျွန်တော်တို့အားလုံးဆင်းရဲကြတာကို ကိုစားဖို့ကိုဘာသာချက်ကြရတယ်အသားလည်းပဲစားနိုင်ပါမလဲချင်းကြောင်သားတွေကတော့ အသာသိစားခြင်းလာရင် ခွေးတွေခိုးသက်စားကြတယ်မဖြစ်မနေဝယ်စားရတော့မယ်ဆိုရင်တော့ကျွန်တော်အကြိုက်က မုံဟင်းကားပါပဲမြမပြည့်ရဲ့ဈေးပေါ်ဆုံးစားနိုင်တဲ့စားပွဲပေါ်ထမ်းမြစ်ဖုတ်တို့ရောင်ဘူးဖုတ်တို့ဆံခွေကျော်တို့လက်ဖက်တို့တို့လည်းကြိုက်တာပါပဲမြို့တော်မှာ24နာရီပတ်လုံးမပြတ်တမ်းဖွင့်တာကတော့လက်ဖက်ရည်ဆိုင်တွေပါပဲလက်ဖက်ရည်ကော်ဖီအေးနဲ့စားစရာတွေရတယ်မန္တလေးသားတွေဟာအင်မတန်လက်ဖက်ရည်ကြိုက်တဲ့ပုံကိုယ်တွေပဲလေ စိတ်ဆွနဲ့ဗလာဒါတို့ဘဲဗလာဒါတကြဗလာဒါနံမြအီကြကွေးစမူစာပေါက်စီတွေစားကြတယ်အဲ့ဒါတွေကိုခုထိမှတ်မိနေသေးတာကတော့အင်မတန်စားခြင်းပေမဲ့ကျွန်တော်ဝယ်မစားနိုင်ခဲ့တာကြောင့်ပေါ့ခင်ဗျာအဲ့ဒီလက်ဖက်ရည်ဆိုင်တွေရဲ့ကောင်းကွက်ကတော့ရင်ွေးချမ်းကိုလူတလောက်အလကားပေးတာပဲရင်ွေးအိုးပေါင်းများစွာတောက်ပြီးတမိတ်တမော့ထိုင်းတခြင်းနားထောင်ခဲ့ရတဲ့အချိန်တွေကိုလွမ်းမိပါတယ်ကက်ဆက်တို့ရီကော်ဒါတို့ဝယ်နိုင်တဲ့လူရှားတဲ့အတွက် လက်ဖက်ရည်ဆိုင်မှာတခြင်းနာထောင်လက်ဖက်ရည်ဆိုင်မှာ လုပ်ငန်းစကားပြော နိုင်ငံရေးအတင်းဒီတို့ပြောကြတာပေါ့အင်းမန္တလေးမန္တလေးကျွန်တော်အတွက်တော့မန္တလေးဟာမြင်ကွင်းအပုံပုံစုံလင်တဲ့ဖြစ်ရမျိုးမျိုးနဲ့ပွေလီတဲ့ဘယ်တော့မှမအိပ်တဲ့အမခန်းမြို့တော်တစ်ခုပါပဲလေဒယ်လီဖုန်းဆိုတာကိုလျှက်စီရင်ွေအိုးဆိုတာကိုမန္တလေးရောက်မှနဖူးတွေဒူးတွေသုံးမှုတယ်ခလုတ်ကလေးနှိပ်တာနဲ့တယောက်ယောက်နဲ့စကားပြောလို့ရတယ်ဆိုတာအင်မတန်ရင်ခုန်စရာကောင်းတဲ့အတွေ့အကြုံပါကလား ဒါပေမဲ့အဲ့ဒါကြီးနဲ့စကားပြောဖို့ကျွန်တော်ကဘာတဲကလူတွေမှာတယောက်မှဖုံးမရှိဘူးလေ။ဒါနဲ့ပဲမန္တလေးကွင်းပင်ကျောင်းကမေဒီနာရှင်တွေစီအကြောင်းရှာပြီးဖုံးဆက်တယ်။သူတို့လည်းစိတ်တွေရှုပ်ကုန်တာပေါ့။ယူနီအိုကတော့ပိုအသုံးတဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့အဆောင်မှာဘလက်ပေါက်မရှိလို့လျက်စီယူနီအိုတဲဖို့အရေးလှုပ်ရင်ကန်ရင်ဓာတ်လိုက်တာလဲခဏခဏ။နောက်တိုင်းအကြောင်းစားဆောင်တွေကတစင်စာပြီးတိခွင့်ရတယ်။ အနောက်တိုင်းကလူတွေဟာဥတွေခွက်တွေမိဖို့တွေမပါပဲဟင်းချက်တတ်တယ်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲပေါ့နော်အစိုးရပိုင်းမဟုတ်တဲ့ဗမာမဂ္ဂဇင်းလက်တစုပ်စာမှာအဲ့ဒီထူထွေတိအံ့ရသောအကြောင်းတွေပါရတယ်နောက်ပိုင်းမှသိရတာကအဲ့ဒီသတင်းစမ်းတွေဟာပြည်သူ့ရှာအတင်းဖြင်းစာဆောင်ဖြစ်တဲ့ဒုရိယတို့အမေရိကန်မဂ္ဂဇင်း New Week တို့ကနေယူထားတာမြန်မာပြည်မှာဖြန့်ချီခွင့်ရှိတဲ့အင်္ဂလိပ်စာရေးဆရာတွေက Jeffrey Archer ရဲ့ဝိထုတွေလည်းဖတ်လာရတယ် အနောက်ကမာရဲ့အံ့စရာအကြောင်းတွေတဲ့လေဓမ္မယဟဆိုတာတပတ်လေစမဲကိုလွင်ခဲ့တဲ့ရာစုနှစ်တွေတုန်းကအနောက်တိုင်းကလူစင်စားတွေအံ့ပွဲကဘာအရှိရွာအကြောင်းဘုံမြင်တွေနာကြရင်ပါဇက်အဟောင်းသားဖြစ်ကြတာနဲ့ခုဖြစ်နေပုံဟာထတ်တူထတ်မြပါပဲကျောင်းကဆရာတယောက်ဆိုအနောက်တိုင်းရဲ့ဒုတမှုကကျောက်ကမန်းလိလိပဲတဲ့တိပင်ကလည်းဝက်တွေတီးနိုင်တဲ့လေဘရီဘောကတွေဆိုလဲ အစာရေစာပြတ်သွားရင်ဖဲ့စားလို့ရတယ်အနောက်တိုင်းဟာအေးလွန်းလို့ရွှေရွှေပေါက်ရင် အပြင်မရောက်ခင်ခဲသွားပြီးဒေချောင်းကြီးဖြစ်သွားတတ်တယ်လေဒါတွေဟာယုံနှံတွေမှန်တည်သားပဲဒါပေမဲ့ဒါတွေနားထောင်ရတာဟာအစိုးရရဲ့ယုံနှံပုံပြင်တွေနားထောင်ရတာတက်ပိုပြီးအရသာရှိတယ်လေအမေရိကန်တွေလကဘာပေါ်ရောက်ပြီးဆိုတဲ့သတင်းကြတော့ကျွန်တော်တို့ကြောင်းကဆိုရှယ်လစ်အမျိုးသားရေးဝါရီဆရာကြီးကဟောတယ်လို့ဆွေးဆွေးမြင့်မြင့်ပြောတယ်ဗျာဟေး ဒါပါမှအထင်ကြီးတာမရှိဘူးကွာလွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကတည်းကတို့ဗမာဘိုးဘေးတွေစကော့မရင်မြန်တွေနဲ့အဲ့ဒီကိုရောက်ခဲ့ပြီးသားအခုအဲ့ဒီနီးပညာတွေတင်ကောသွားတာရင်နာတကွာအဲ့ဒီလိုပြောတယ်တကယ်တော့ဒီစကားမှာတွေးစရာတွေအများကြီး ပါပါတယ်နှစ်30နေပါ တကားပိတ်ပြီးဧကစာရီကျင့်ခဲ့တဲ့မြန်မာဟာအစိုးရဝါဒဖြန့်ကောင်းမှုကြောင့်အနောက်ကဘာကိုမုန်းစိတ်ဝင်နေခဲ့တယ်အချိန်ထဲမှာပဲအနောက်ကဘာကိုအထင်ကြီးပြန်တယ်ဒီလို တွေ့ခံစားခြင်းမျိုးဟာမြမတပြည်လုံးလွှမ်းမိုးနေတယ်လို့ထင်မိတယ်။ခွေးလေခွေးလင်းဆိုတာကတော့မန္တလေးမှာအပေါ်ဆုံးအရာလို့ဆိုရမယ်။အမိုက်ပုံတွေမှာဈေးဆိုင်တွေနားမှာလမ်းပေါ်မှာနေရာအနှက်မှာစာကျင်စာကြံတွေစာရင်းယောဂါပေါင်းစုံဆူဆောင်းရင်းနေကြထိုင်ကြတယ်။သူတို့အနှံ့ကိုဟိုးအဝေးကြီးကလေးကရတယ်။တခါတလေရှားတော့ရှားပါမိုးကလေးရွာရင်တော့ စပယ်နတ်နှင့်တခြားပန်းရံလေးတွေဟာမြောင်းပုတ်နတ်နှင့်အတူ ရောထွေးရင်နှကောင်းတဲ့ဝင်လာတတ်တယ်။ကျွန်တော်နေရတာကအဲ့ဒီလိုနေရာမျိုးလေအဆောင်မှာရေမရပါဘူး။ချိုးရေကိုဝယ်သုံးရတယ်။ဆဲကလန်ကိုငတ်မှုပေးရတယ်။ရေချိုးကမှလွတ်လွတ်လပ်လပ်ချိုးရသလားဆိုတဲ့မေးခွန်းကမေးစရာကိုမလိုဘူး။ရေရွန်းတို့အများဆုံးဘုံပိုင်တို့ကလူစီကားတဲ့လမ်းထိပ်လမ်းတောင်တွေမှာလေ ဆိုတော့ဇေကာလံဘုပေပြီးအပေါင်းအသင်းရောင်းရင်းများနဲ့ရော်ပြော်ကြီးချိုးယုံပါစိတ်မကြပေမဲ့ရဲဘော်ရဲဘက်စိတ်တော့အများကြီးတိုးလာပါတယ်တက္ကသိုလ်မန္တရရဲ့တရုတ်တကန်တခုဟာဖာသာလဖုံးเจ้าပဲပြင်သစ် God is time ဒီဖျားเจ้าကို1894ခုမှာပြင်သစ်ဖုံးတော်ကြီးလဖုံးကတီဆောက်ခဲ့တယ်မြန်မာနိုင်ငံကက်သလစ်ဝါဒီတွေရဲ့ဗဟုချက်မှတစ်ခုပေါ့ဒါပေမဲ့လည်းပြုပြင်ထိန်းသိမ်းမှုအားနည်းတော့အတော်ပျက်စီးနေပါပြီ ပြည်ရင်ပေါက်တွေကျိုးပြက်စာအုပ်တွေဝါကျင်ခြားစားအော်ကင်ကတိမရအနှိမ့်စာသဘောနှင့်ကိစ္စချောကုန်ကြလိမ့်ပြီလဖုံကျောင်းနှင့်ကက်လျက်မှာတက္ကသိုလ်ကျောင်းဆောင်ရှိတယ်1960ကျော်မှာရည်သူပိုင်တင်ထားတာပေါ့ကုရိကက်သလစ်နှင့်ဘက်ဒက်ကျောင်းသား6ယောက်9ယောက်နေတော့ပဲမန္တလေးသားတွေကလဖုံကျောင်းလို့နှုတ်ကျိုးနေပေမဲ့အစိုးရကတော့ယရနာပုံမိဆိုတဲ့နာမည်လှလှပေးထားတယ်ကျောင်းသားတွေကတော့ယရနာဖွင့်မိတယ် အာနာရှင်ကြီးမိမယရနာနတ်မယ်ကိုပြောင်းပြီးနာမည်လျှောက်ပေးကြတယ်။ဒါကိုအလုံးကသဘောကျကြတယ်။ယရနာဆိုတာနေဝင်တွင်တွင်သုံးတဲ့ဝါရပြန့်စကလုံးကိုစကလုံးတွေနဲ့ဘဝကိုတိဆောက်တဲ့နေရာမှာတော့အစိုးရကဘယ်သူမှမမိဘူးထင်တယ်။ရဲစရာအကောင်းဆုံးကစိုက်ပျိုးရေးကန္တမှာပဲ။မြန်မာနိုင်ငံရဲ့အသက်သွေးကြောဆန်ရီစပါးလို့တွင်တွင်ပြောမြန်မာပြည်သူလူထုကြီးအများစုကလေကွင်းတွေကုန်းယုံအလုတ်လုံရင်း ခြားမှတ်သမျှပေါ်လစီအကုန်ကြာရှုံးတဲ့အဖြစ်ဆုံးကန္တပေါ်နှစ်စဉ်နှစ်တိုင်းအာနာရှင်ကြီးနေဝင်ဟာမင်းခမ်းမင်းသားနဲ့ကြွချီတော်မူပြီးရေမင်းအဆက်ဆက်လှုပ်ခဲ့သလိုယမထာရွှေချင်းလုံးရဲ့နှင့်ထွန်းတုံးကိုယ်တဲ့ခြေတော်တင်ပြီးဟန်ရိပ်ပြတဗျာစက်ချင်းပြိုချင်းသောဒရင်စာတွေမှလက်သမားတွေသွားကြည့်ဖြဲရဲနေပုံ ဝက်ကောင်းစားလာဝက်ထားပုံအထွက်တိုးလို့ဆိုင်းတွေဘုံတွေနဲ့ဒါဝင်ကြီးစပါးရောင်းပွဲကိုပျော်ရွှင်စွာသွားကြပုံတွေကို အလူအရဲ့ပေါ်ပြကြတယ်တကယ်တော့အင်မတန်နဲတဲ့ဈေးနဲ့အစိုးရကိုစပါမရောက်မနေရရောင်းကြရရှာတာလေအစိုးရထိန်းချုပ်တဲ့မီဒီယာကတော့ညာဝါဖြည့်ဖြန်းပြီးဝါရဖြန့်တာပေါ့ဒါသူ့အလုပ်ကို1988ဖေဖော်ဝါရီလထုတ်ဂါရီယန်သတင်းစာမှာပေါ်ပြထားတဲ့သတင်းလေးတစ်ပုဒ်ကိုအမည်ပေးခြင်းပါသေးတယ်မနက်ပြန်တွင်ကြားရောက်မိတောင်သူလေသမားနှင့်အခမ်းအနားကိုဒီလုံးကျွဲ့ခန္ဓာတိုက်မြိုက်စွာကျင်းပရန်စီစဉ်တောင်သူလေသမားနှင့် ထိုနေ့ကကျွန်တို့ဤယေရှုရှင်တောင်သူလယ်သမားဦးကြီးများကိုဂုံပြုသည့်နေ့ဖြစ်တော်သည်တောင်သူလယ်သမားတို့ဤဘဝအစဉ်တန်းတိုးတက်မြင်မာလာစေရန်နိုင်ငံတော်မှအစွမ်းကုန်ပံ့ပိုးနေခြင်းဝယ်တောင်သူလယ်သမားတို့ကလည်းနိုင်ငံတော်ဤယေရှုသစ္စာကိုစောင့်သည့်ယိုသေးသောအဖြစ်ခွဲရန်ထက်ဘူရှန်တိစဘာကိုစိုက်ပြိုးကဒါဝင်တိတိတစ္ဆာရှိရှိဖြင့်နိုင်ငံတော်ကိုစဘာရောင်းချခြင်းဖြင့်ပက်စုံဖွံ့ဖြိုးတိုးတက်သည့်ဆိုရှယ်လစ်နိုင်ငံတော်ကြီးစီတို့လက်တွဲညီညီရှိတို့ခြိကြပါစို့ ဲ့ဒါလို့လေပင်ညှိရတာအမရသေးလို့တောင်သူလယ်သမားတွေစပားရောင်းလို့ရတဲ့ငွေတွေကသရတအားနည်းများမစွန်းဖယားကိုလှူခိုင်းပြန်တယ်အလူရနာပြုကြသူငါဓာတ်ပုံတွေကိုသရင်စားတဲ့ထဲ့ပြန်တယ်စင်မူရန်ဟောင်းဖယားဂောဘကကြီးများကပြုံးပြေးပြေးတောင်သူကြီးကမဲ့တဲ့တယ်နောက်ထပ်ဝါရပြံပုံတစ်မျိုးကတော့ငါလွတ်ပွဲတယ်မြေချောင်းအင်းအိမ်တွေမှာငါတွေနဲ့ပြေးပြေးဘေးရန်ကင်းကွာ လွင်ချမ်းသာတယ်อืมအစိုးရဟာပေါ်သေးသေးတော့မဟုတ်ဘူး ွာရပြန်ဒီကိုမြမရွရဗုဒ္ဓဘာသာတွေးခေါ်မှာဆိုရှယ်လီယနဆွဲ့ပြီးပေးတယ်မြမဆိုရှယ်လီလမ်းစဉ်ပါတီဥဆောင်တော်မူထားသောတပ်ပရိသနယ်ဝင်သူတော်စင်တို့မိတင်းနေထိုင်ရာ အနှီးနိုင်ငံတော်မြတ်ကလောကနိဗ္ဗာန်ဧကံအမှန်ဖြစ်သည်တို့နိုင်ငံတော်တွင်ဆင်းရဲခြင်းသည်မရှိ နိုင်ငံရေးပြဿနာတို့သည်နှက်သည်မဟုတ်မမှန်သည့်အကြံရုပ်အကြံစိုးတို့အနောက်ရှက်သည်မရှိ အလုတ်လက်မဲ့ကပိုက်၌တပြတကူတို့အတွက် နေရာမရှိလေ အဲ့ဒီအချိန်မှာပဲအဖို့ထရဏာစုဝေးရာမြေဖြစ်တဲ့ကျွန်တော်တို့ရဲ့ရဏာဘုံမိကျောင်းဆောင်ကြီးကတော့ဖုံတတော်သောအမိုက်ပင်လေဝေးရေမရှိပြုပြင်ထိန်ထိန်သူနတ်တိနဲ့လောကငရဲ့ဧကံအမှန်ဖြစ်နေပါတော့တယ်အဆောင်ကနေနမိုင်လောက်ဝေးတဲ့မန္တလေးတက္ကသိုလ်ကျောင်းတော်ကြီးဆိုတဲ့ဟာကလည်းအဆောင်နဲ့ဒုမတာကိုအတုပပါပဲ ။ဆောက်ခါစားကအင်မတန်လှမဲ့အဆောက်အုံကြီးတွေဟာအခုတော့ဒဲဘုတ်တွေပတ်လဲဝိုင်းပြီးတနှစ်တက်တနှစ်ဒိုလာတဲ့ကျောင်းသားတွေကြောင့်မနိုင်ဝင်ထမ်းနေရပါတယ်။ကျောင်းဝင်ပတ်လဲကမကြည့်ပင်ကြီးတွေကိုတော့ဘယ်သူမှမထီရဲဘူး။နှက်ကင်မှာကြောက်ကြသကိုမန္တလေးရောက်စပထမလဟာကျွန်တော်အတွက်ငရေကမ်းပဲ။ရောက်ရောက်ချင်းစောင့်နှင့်ထွင်ခံရတဲ့အတွက်သုံးလေးရက်လောက်အပြင်မထွက်ရဲခဲ့ဘူး။ဒီအရာမမျိုးကြီးမဟာကောင်ကြောက်ကိုနေတာ။ မြို့နယ်စုတဲကလူတွေနဲ့ဒီမှာတွေ့ဖို့ဆိုတာကလည်းမဖြစ်နိုင်တော့ပဲလေအနီးအနားကလက်ဖက်ရည်ဆိုင်လေးကိုသွားပြီးမနက်စာဖြစ်လက်ဖက်ရည်တစ်ခွက်နဲ့ပဲနံပြားတစ်ချက်ကိုအရေးစွန့်သွားစားတယ်လက်ဖက်ရည်ဆိုင်တဲကလူတွေဟာကျွန်တော်ရဲ့ဝတ်ပုံစားပုံစကားပြောပုံတွေကြောင့်ကျွန်တော်ကိုပြူကြောင်ပြီးဝိုင်းကြည့်နေလို့စောက်တရားမရဖြစ်ပြီးလက်ဖက်ရည်ခွက်ကြာခွဲရော်ရတာက မနက်စာဖို့ထက်ကိုဆယ်စသာလူသားသမားလူလူလူပြက်လူလူသွေးစုပ်ဖောက်ကောင်လူလူထင်နေကြသလားမသိဘူး တပည့်တိုင်းလည်းကအလဲလဲအပြိုပြိုထွက်ပြေးတော့အားလုံးဝိုင်းရဲကြတယ်ဖုတ်ဖက်ကားထားပြီးအဆောင်ရောက်အောင် အတင်းပြေးလာတယ်တနေ့လုံးဘယ်မှမသွားဘူးအတန်းတွေလည်းမတက်နိုင်ဘူးပေါ့ကျွန်တော်လေးတန်းကိုဝိုင်းရဲကြမှာစိုးလို့ဘယ်သူနဲ့မှလည်းစကားမပြောရဲဘူးအဆောင်မှာတယောက်တည်းကိုကိုကိုပြန်ဆုံးမနေမိတယ်ဒီခက်ခဲကိုမကြော်နိုင်ရင်မင်းဘယ်တော့မှနလန်ထူနိုင်မှာမဟုတ်ဘူးလို့ပေါ့ဒါပေမဲ့ဒါတွေကိုကြော်ပြတ်ဖို့တပတ်လောက်တော့အချိန်ယူခဲ့ရတယ်အင်္ဂလိပ်စာဌာနမှာ ရောင်းသားအစ်400လောက်ရှိတယ်။ဆရာကအယောက်20လောက်အများစုကဘွဲရတာတိတ်မကြသေးတဲ့ဆရာပေါ့ဆတွေအဝါရင်ကတိကဆွေလို့3-4ယောက်လောက်ပဲရှိမယ်။ကျောင်းသားတွေအတွက်ပြထန်းစာအုပ်မရှိဘူးတဲ့ခမ ्या ။ပြထန်းစာအုပ်ဆိုတဲ့ဟာတွေကမိတ်တွေဆွဲပြီးချုပ်ဆက်နဲ့ချုပ်ထားတဲ့စာရွက်အပိုင်းစာတွေ။အဲ့ဒီမိတ်တွေတောင် လူစိတ်တန်းစိတ်မရဘူးခမ ्या ။မိတ်တွေတောင်ကလူ100လောက်ဝိုင်းကူးနေရတာ။ဘာမှမမြင်ရတော့အောင်မှုံမွားလာရင်တော့ကျောင်းသားချို့က လက်နှိပ်ဆက်ပြန်ရိုက်ပြီးမူရင်းပြန်လှုပ်တယ်။ဒါတွေမလှုပ်ချင်းချင်းမောင်ကိုဈေးမှာမတန်တဆဈေးနဲ့စာအုပ်ရှာယုံပေါ့။အင်္ဂလိပ်အနုစာပေចောင်းသားက20ကျော်ကျော်လေးလေ။အလင်းအမြန်ပဲတငယ်ချင်းမိတ်ဆွေဖြစ်သွားပါတယ်။ဗမာတွေ၊ရှမ်းတွေ၊ကချင်တွေ၊ရန်တရုတ်တွေနဲ့ကျွန်တော်တို့ဗရောင်နှစ်ယောက်အင်္ဂလိပ်အနုစာပေကိုလေ့လာကျင်ရတဲ့အကြောင်းကတော့အနောက်ကဘာအကြောင်းပိုသိချင်လို့ပါပဲ။မဟာဗမာလဝါကြီးအုပ်ထားတဲ့လောကကလွတ်ချင်လို့ပါပဲ။အနည်းဆုံး အိမ်မက်ထမ်းပါပဲဖြစ်ဖြစ်ပေါ့ပုံမှန်အဖြစ်တော့ဆယ်ရန်အောင်ပြည့်ရင်အမြင့်ဆုံးပညာရေးကဆေးကြောင်းပဲကျွန်တော်တို့အဖို့တော့အင်္ဂလိပ်အနုစာပေဟာဈေးပညာထက်အောက်တန်းမကြဘူးလို့ယူဆမိတယ်ဒါကြောင့်အချို့ကျောင်းသားတွေဟာဈေးကြောင်းရှာဖို့အမတ်မိပေမဲ့ကျွန်တော်ပါဝင်အင်္ဂလိပ်စာကိုရွေးချယ်ခဲ့ကြတယ်အတန်းပြည့်ရင်လဲသူဖတ်တာလေးကိုဖတ်ထားတာလေးတွေဆွေးနွေးဖလှယ်ပြစ်ပါတယ်သင်ခန်းစာတွေပေါ်အာရုံမဆိုင်နိုင်ခင်လမ်းစဉ်လွန်ခဲ့တဲ့ဝင်ဖို့အတင်းအကျပ်ဖိအားပေးခံရတယ် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့အမျိုးတည်းလူငယ်အဖွဲ့အစည်းတွေဖြစ်တဲ့ဒေသလူငယ်ရှေ့ဆောင်လူငယ်လမ်းစဉ်လူငယ်ဆိုတဲ့ဟာတွေပေါ့လမ်းစဉ်လူငယ်ဆိုတဲ့ဟာတွေကဘာတွေလောက်ကြတယ်လဲဇောကြောကြည့်တော့ဂုံတရေရှိဧည့်သည်တော်တွေလူကြီးတွေလာရင်အလံကလေးတွေတပြပြနဲ့နှုတ်ဆက်ရတယ်တင်းတော့လူငယ်ပုံစံကိုခုချထားတာပဲကြက်ချင်းနေတင်နှန်းတွေလည်းတက်ရတယ်ဗာဒီဝါရဖြစ်တဲ့လူနှင့်ပတ်ဝန်းကျင်တို့ဤအင်ညာမညာသဘောတရားဆိုတာကြီးကိုသင်ကြားရတယ် သဘောတရားကြီးရာတွေနဲ့ပြည်စုံကျွဲဝနေတဲ့အဲ့ဒီလမ်းစဉ်လူငယ်တွေဟာနောက်နှစ်အနေငယ်ကြတော့စနစ်တကျနဲ့ဘာဒီကိုတော်လှန်ခဲ့ကြတယ်ဆန္ဒပြခဲ့ကြတယ်မြန်မာပြည်မှာကသတင်းကောင်းနဲ့သတင်းဆိုးအပြင်တကာအုပ်ထားတဲ့သတင်းဆိုးတာရှိသေးတယ်အမှန်ကတော့သတင်းကောင်းပဲသို့တော့အစိုးရကတနည်းတဖုံလှည့်ပြထားတဲ့သတင်းမျိုးပေါ့အနောက်တိုင်းကကွန်ပျူတာခေတ်သစ်အကြောင်းတိုးတက်တဲ့နည်းပညာတွေအကြောင်းနိုင်ငံရေးလွတ်လပ်ခွင့်အကြောင်းသတင်းမျိုးပေါ့ ဒါမျိုးဆိုခြေကပြောဆိုဆွေးနွေးအုံနောက်မုံတိုင်းဆင်ခွင့်မရှိဘူးဒီသင်းမျိုးအတွက် တုံနိဘာဝေခမစိတ်နေရရတယ်ဆွေးနွေးမိတာနဲ့တပြိုင်နက်ပြိပအာကိုပစိန်ရိုးဖြစ်တတ်တယ်နိုင်ငံရေးသိပ္ပံကကတိကာကြီးတဦးကဒီလိုမိန်တယ်မင်းတို့ပြောပြောနေတဲ့အနောက်တိုင်းရဲ့လွတ်လပ်ခွင့်ဆိုတာတကယ်တော့သနားစရာပါကွာငါတို့မြန်မာနိုင်ငံတော်ကြီးဟာကဘာတီကလေးကအခုချိန်ထိအနောက်တိုင်းလွတ်လပ်ခွင့်ထဲအစာပေါင်းများစွာတာတဲ့တရားမျှတလွတ်လပ်ခြင်းရဲ့အမွေတို့ပြေကွာ နောက်တိုင်းကတိုးတက်ပါတယ်ဆိုတဲ့ဤပညာတွေကိုတို့မြန်မာတွေတက်မြောက်ခဲ့တာကြားလာပြီစကောမရင်မြန်ကြီးတွေလေဘော်ပြန်ွယ်နေတော့ကမင်းတို့နောက်တိုင်းသားတွေချောင်းတဲ့မြောင်းတဲ့ငါးရှာဖားရှာနေတော့ရှိသေးတာလက်နဲ့ဆန်းတွေလည်းအများကြီးရှိတယ်မနောအာယုံနဲ့တင်ရန်သူတွေကိုပြားပြားဝတ်နှိမ်နင်းနိုင်စွမ်းလည်းရှိခဲ့တဲ့ရှေ့မြန်မာကြီးတွေနဲ့ရှင်ရင်အနောက်တိုင်းဆိုတာသနာစရာအဆင်ပဲကွာဩအဲ့ဒါလို့လားရေကျင်လိုက်တာဖတ်ဖတ်မောရင်ပတ်နောက်ကကျော်အောက်ကလေးအားဖြစ်နေကြပေမဲ့ ဘယ်သူမှပြန်မပြောကြဘူးဒါပေမဲ့ခေဆက်ဆက်တည်တံ့လာခဲ့တဲ့ကွင်ဖြူရှာကျောင်းတော်သားတွေနဲ့ဗုဒ္ဓကျောင်းတော်သားတွေရဲ့အာစရိယဝါဒပဲလေဒါပေမဲ့လည်းကျောင်းသားတယောက်ရဲ့အတန်ထွက်လာခဲ့တယ်ဟုတ်ကဲ့ဆရာခမရရှင်းမြန်မာကြီးတွေအဲ့ဒါတော့စွန့်ရင်ဘာဖြစ်လို့အင်္ဂလိပ်ကိုဆစ်ရှုံးရတာလဲခမရကတိကာကြီးမျက်နာဟာဗန်ဒီပုတ်ကြီးလိုဖြစ်သွားတယ်အေးမင်းမှတ်ထားဖို့ကအင်္ဂလိပ်ဆိုတာကိုလိုနီနယ်ချက်လူသက်ဓမြကောင်တွေပဲကွာ သူတို့စစ်တပ်မှာကလားတွေလည်းအများကြီးပါတယ်လေဟင်ဘာဆိုင်လို့တော့ပြောတော့လဲမနှောနဲ့ရင်ရန်သူကိုပြားပြားဝှက်နှိမ်နေနိုင်တယ်ဆိုကလားပါတော့ရောဘာဖြစ်တော့တကယ်တော့ကလားကလားနဲ့တမင်ထက်ပြောတာဟာဗာဒီရဲ့လူမျိုးရေးအထီးကရုံဝါဒကိုသူဥတီတာပါပဲလေမိတဲ့ကြောင်းသားကတော့အချိန်ရပြီးရဲတင်းလာတယ်ဟုတ်ကဲ့ပါဒါပေမဲ့ကျွန်တော်ထင်တာတော့လက်နဲ့ချင်းမရှင်နိုင်လို့လို့ထင်ပါတယ်အင်္ဂလိပ်စစ်သားတွေကဆက်တနက်တွေအမြောက်တွေနဲ့မိုးမှန်အောင်ပြစ်နေချိန်မှာ ကျွန်တော်တို့တပ်သားတွေကကြည်စံပြီးတယ်ဆိုတော့မြင်ကြောင်လေးဓမြပြလို့ဒါနဲ့ဝင်ခုမှတော့တိရတောင်နေတိရပေါ့ခင်ဗျာဇရမျက်နှာဟာနေရာကတဖြည်းဖြည်းညိုပုတ်လာတယ်ဒီမှာရဲပေါ့လေမင်းအိတ်အတွေးလွင်နေပြီကွာတကယ်တော့မင်းအတွေးမဟုတ်ပါဘူးမင်းဟာပစိန်ရိုးတွေရဲ့ဇကားကိုတန်ယောင်လိုက်ပြောနေတာပဲငါထင်တော့မင်းအနားယူဖို့လုံနေပြီကောင်းကောင်းသားပြီပါတီလက်ဆွဲတွေကိုလိလာနေပေါ့ကွာဟုတ်ပလားအဲ့ဒီလိုဖြည်းဖြည်းနောက်ပိုင်းအဲ့ဒီចောင်းသားကိုမတွေ့ရတော့ပါဘူး အလုတ်ကျန်းစခန်းတစ်ခုကိုရောက်သွားတယ်လို့သတင်းတဲ့တဲ့ကြားတယ်တက္ကသိုလ်ကသူပြန်ရောက်မလာတော့ဘူးနောက်ပိုင်းတော့ပြည်ပြည့်ဖြစ်သွားတယ်အဲ့ဒီသတင်းကိုလည်းဆရာတွေကဖင်ပိတ်ညင်တာပါပဲအချိန်မြင့်မရှိတဲ့ပစိန်ရိုးများရဲ့ကောလာဟာလတဲ့ဗျာတကယ်တော့အဲ့ဒီကြောင်းသားဟာယူနေတာလည်းမဟုတ်ကိုလိုနီပစိန်ရိုးလည်းမဟုတ်ဆိုရှယ်လစ်စန့်ကျင်သူလည်းမဟုတ်ပါဘူးတင်ကြရေးတင်ယူရေးမှာအဓိကကြတဲ့ပြောဆိုဆွေးနွေးအုံတော်မုံတိုင်းဆင်ခြင်အမှုပြုမိယုံလေးတွေမှာ ာမှမဆွေးနွေးနဲ့ပြန်မပြောနဲ့ရှာမရှိနဲ့သင်ပေးတာနားထောင်ဒေါက်တန်တိတ်ကျွန်တော်အဲ့ဒီအကြောင်းကိုယုံရလောက်တဲ့အရန်ခင်နဲ့ဆရာတယောက်ကို ပြောမိတယ်သူကမပြန်ပြောတယ်လဲဆိုတော့ကဘာဟာကြောက်မှလုံးကြီးအိမ်မှာပြားတယ်လို့မင်းအဖိုးပြောဦးတယ်ဆိုအဲ့ဒါမြန်မာပြည်မှာဘယ်လိုနေထိုင်ကျင့်သုံးရမယ်ဆိုတာကိုပြောပြလိုက်တာပဲမင်းအဖိုးကပညာရှိပဲကွာမင်းပညာသင်ခြင်းလည်းမဟုတ်လားဒါဆိုသင်ခန်းစာတွေကိုအလွတ်ကျက် နှုတ်တိုက်အာကုံဆောင်ဇာမှုဝဲဖြေအောင်ဒါပဲကွာဘယ်တော့မှအထွတ်မတက်နဲ့စောရကလည်းမတက်နဲ့တကယ်အစ်မန်လောကဟာအလုံးစုံပျက်စီးနေတယ်ဆိုတာလူတိုင်းသိတယ်ဒါပေမဲ့သူတို့မှာတနက်ရှိတယ်လူကလေးရဒါကြောင့်ငင်းငိမ့်နေပြန်မပြောနဲ့ခေါင်းမပြူနဲ့လက်မထုံနဲ့မျက်မွေးထော်လို့မော်တော်မကြည့်လိနဲ့ငါလူကြီးဘာပဲဖြစ်ဖြစ်သူကိုရင်ဖွင့်လိုက်ရလို့ရင်ကိုပိထားတဲ့ကြောက်ခဲကြီးကိုဖယ်ရှားလိုက်နိုင်တယ်လို့စိတ်လက်ပေါ်ပါခဲ့ရပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာတင့်လူဤဟိုဘက်အစိမ့်တို့မြေဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း၁၁နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း၁၂မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ အားလုံးကျန်းမာ ပေးကင်းကြပါစေကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ